ထုတ်ပြန်လိုက်တဲ့သမ္မတတာဝန်ထမ်းဆောင်ခဲ့သူရဲ့လုံခြုံရေးဥပဒေနဲ့ပတ်သက်ပြီးဥပဒေပညာရှင်တချို့နဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကဝေဖန်လိုက်ပါတယ်။ဒီသတင်းကိုတော့ဇေယျချန်အေးကပေးပို့ထားတာပါ။ဒီဇင်ဘာ27ရက်ကနိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြခဲ့တဲ့နိုင်ငံတော်တမရတာဝန်ထမ်းဆောင်ခဲ့သူရဲ့လုံခြုံရေးဆိုင်ရာဥပဒေချမ်းမှာ ဖော်ပြထားချက်တွေဟာနိုင်ငံတကာစံနှုန်းတွေနဲ့ကြည့်ရင်လိုအပ်တာထက်ပိုတဲ့အခွင့်အရေးတွေကိုရယူထားတာဖြစ်တယ်လို့တရားလွှတ်တော်ရှိနေတဲ့ဦးကဝေဖန်လိုက်တာပါဆိုတဲ့အခါကျတော့ဒီဥပဒေမှာအိန်တော်ဝင်းလုံကြုံကြီးပေါ့အိမ်ပရဝုံလုံကြုံကြီးတက်ဖွဲ့ဆိုတာစီကြားရှိအောင်မယ်လို့ဆိုတော့အဲ့ဒါအာဏာရတဲ့သမရတွေဟူတာပြီးတဲ့ဟာမျိုးဖြစ်တယ်နိုင်ငံတကာမှာအဲ့လိုအိန်တော်ဝင်းလုံကြုံကြီးတရားမပေးဘူးဟုတ်ကဲ့ဒါထူးခြားတယ်ပေါ့နော်ပြီးတော့ရင်နိုင်ငံတော်ကတော့အမေရိကန်ပါဝင်ဒီကိုရန်တော့လုံညုံကြီးသွားပြီဆိုလို့ရှိရင် နှစ်ယောက်ကသူကသူ့ရဲ့တမနာဟောင်းကိုနှစ်ယောက်ကအမြဲတမ်းလိုက်တယ်ဟုတ်ကဲ့ဒီမှာတော့အဲ့လိုမျိုးပဲနဲ့တမနာတာဝန်ထမ်းဆောင်ခဲ့ရဒင်းကပုံစံအတိုင်းပဲအိမ်တော်လုံခြုံရေးတပ်ဖွဲ့ကိုခေါ်သွားနေတယ်ဆိုတော့သူကလုံခြုံရေးတယောက်တည်းမျိုးပဲနဲ့အမေရိကန်သမားကတော့နှစ်ယောက်ပဲပြီးတယ်ဒီမှာတယောက်နဲ့လုံခြုံရေးတပ်ဖွဲ့ခေါ်သွားနေတယ်ဆိုတော့လက်ရှိတမနာထမ်းဆောင်ခဲ့တဲ့နှုန်းကအတိုင်းလုံခြုံရေးယူလို့ဖြစ်နေတယ်ဒါအပြင်စူပါဥပဒေကြမ်းရဲ့အခန်းလေးပုံမှန်30မှာနိုင်ငံတော်တမနာဖြစ်တာဝန်ထမ်းဆောင်ခဲ့သူက တာဝန်ထမ်းဆောင်စဉ်ကာလအတွင်းတာဝန်အရဆောင်ရွက်ချက်တွေကိုအကြောင်းပြုပြီးသူ့ကိုတရားစွဲဆိုခြင်းနဲ့အရေးယူခြင်းမရှိစေရလို့ဖော်ပြထားပါတယ်။အဲ့ဒီဖော်ပြချက်ဟာလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်ရင်းစစ်အဂရိလိုက်ဆောင်မှုစီမံကိန်းတွေနဲ့လူခွင့်ရေးဆိုင်ရာချိုးပေါက်ခဲ့မှုပြဿနာတွေကိုအကာအကွယ်ယူလိုတဲ့အတွက်ထည့်သွင်းထားတဲ့ပုံမှန်ဖြစ်တယ်လို့လည်းဦးကြည်မြင့်ကဆက်ပြောပါတယ်။နိုင်ငံတကာမှာကလည်းဗမာကြီးမှန်းနေပဲဟိုးအရင်တော့ကသမရတွေလည်းပဲသမရဖြစ်ပြီးနောက်ပိုင်းမှာအရေးမကြီးပါဘူးဆိုတာမရှိဘူး။မရှိဘူးဗမာကြီးမှန်းလည်းမရှိခဲ့ဘူး။ ။နောက်နိုင်ငံတကာမှာလည်းပဲကိုရီးယားမှာဆိုချွန်ဒူဝန်တို့လည်းတမရပြုတ်ပြီးတော့မှသေဒဏ်ထိတောင်ပေးတာ။အာဖရိကမှာလည်းအများကြီးပဲ။ရှမ်းနိုင်ငံတွေမှာလည်းရှိတယ်။အဲ့တော့နိုင်ငံတော်တမရတာဝန်ထမ်းဆောင်ပြီးတဲ့နောက်အရေးမကြီးပါဘူးဆိုတဲ့ဥစ္စာတော့နိုင်ငံတကာဥပဒေနဲ့မကိုက်နိုင်ဘူး။တို့တော့ဗမာပြည်မှာကြတဲ့အခါကျတော့ဒါကနိုင်ငံတော်တမရတာဝန်ထမ်းဆောင်ပြီးနောက်လည်းအရေးမကြီးပါဘူးဆိုရင်ဘယ်လိုဟာမျိုးတွေအရေးမကြီးပါဘူးလဲဆိုတော့တည်တည်ချာချာခွဲပြားဖော်ပြတင်တယ်။ ။ဆိုရပြောင်းလဲဖြစ်ပြီးအာဏာလွှဲပြောင်းချိန်ဤမှလွတ်တော်ကိုတင်ပြလာတဲ့ဒီဥပဒေကျမ်းဟာလက်ရှိအစိုးရရဲ့လူအခွင့်အရေးချိုးဖောက်ခဲ့မှုတွေအတွက်လက်ပြမလုံခြင်းသာဖြစ်တယ်လို့ညီရသိသိခံရမှုနဲ့တောင်သူလယ်သမားရေးတက်ကြွလှုပ်ရှားသူတို့ကလည်းဝေဖန်ပါတယ်။ဟောတိုင်းပြည်ကောင်းအောင်တကယ်ပဲစိတ်ကောင်းစေတနာနဲ့လှုပ်ခဲ့တယ်ဆိုတော့ဟောပေါ့စိတ်မှာရှင်းနေတယ်ဆိုတော့နော်ကိုကိုကိုကြီးကြီးလေးလေးနဲ့ကိုစိတ်ကိုရှင်းတယ်ဆိုရင်ဒါမျိုးပါမှဒီဟာမျိုးကိုဥပဒေနဲ့ပြဋ္ဌာန်းကြရမလိုဘူးလို့ထင်တယ် ဘာဖြစ်လဲဗျာကိုကောင်းလုံးကောင်းဖို့ရည်ရွယ်ပြီးတော့လုပ်ခဲ့တာငါကောင်းမယ်ထင်လို့လုပ်ခဲ့တာမင်းတို့မကြိုက်တာတော့မတတ်နိုင်ဘူးလာလာတက်ချင်လည်းတတ်ပါကျွန်တော်ကတော့အဲ့လိုဖြစ်စေချင်တာနိုင်ငံတော်တမန်တော်လူငယ်ဆိုင်ရာဥပဒေချမ်းကိုအတိပြုပြထားနိုင်မှုလွတ်တော်မှာအဆုံးဖြတ်ရယူရအောင်မှာဖြစ်ပြီးနိုင်ငံရေးလေ့လာသူအချို့ကတော့တောင်ဆန်းစုကြည်တမန်ဖြစ်နိုင်မဲ့ပုံမှန်59ဆလုံးနဲ့အလဲထက်လုပ်တဲ့နယ်လို့ဆိုကြပါတယ်ကျွန်တော်ဇေယျချမ်းကြီးပါ